တာယာတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှဖန်ပြလေးပြီးကျူဆိုပါတယ်။ Happy birthday အမေစုဆိုတဲ့ video file လေးတွေပေးပို့ကြပြီလားလို့ပထမဦးဆုံး remind လုပ်ချင်တယ်။မနေ့က video ထဲမှာတချို့ကြတော့ပို့ပြီးပြီဆိုတာပြောကြတယ်။အရန်ဝမ်းတာတယ်မပို့သေးတဲ့သူတွေအခု9ရက်လောက်ကြံသေးတဲ့အတွက်ကြောင့်ဆက်လက်ပြီးပို့ရအောင်။ကပ္ပစံချိန်တင်ဖြစ်သွားအောင်ကြတော့အားလုံးပေးပို့ရအောင်လို့ပြောချင်တယ်။ ဒီနေ့ပထမဦးဆုံးသတင်းအနေနဲ့ကတော့ဒီစကိုင်းနဲ့ကချင်ပြည်နယ်စကြာမှာရှိတဲ့အင်းတော်အနီးတော်ဝိုက်မှာရှမ်းနီလူငယ်လေးတွေအရင်တော့လည်းကျွန်မပြောဘူးတယ်ဒီရှမ်းနီမှာကလူရှမ်းနီတွေကနေတယ်ခွေးရှမ်းနေတွေကများတယ်ဆိုတော့အခုဒီလူရှမ်းနေတွေဘက်ကနေမှစစ်ခွေးကိုတော်လန်ချင်လို့ဆိုပြီးမှကျတို့ KIA ဘက်ကိုဝင်ရောက်လာတဲ့လူငယ်တွေအမြောက်များရှိတယ်အရန်ကျေစုတင်တယ်တချို့လူတွေမဲကြတယ်ကျတို့တော်လန်ရဲကဘယ်ချိန်ပြီးမှလဲလို့ပြောတယ်ဆိုတော့ ဘေးချိန်ပြီးမှလဲတို့ပြောတာထက်ကျွတ်ဒေါ်လာရေးထဲမှာဘေးနေရာကန်တာထဲမှာပါဝင်နေတယ်လေဆိုတော့ပို့မှုတည်တယ်ဆိုတော့ဒီနေ့ကျွတ်တို့ဒေါ်လာရေးထဲမှာခမားမပါလို့ကျမမပါသေးလို့ဒေါ်လာရေးနေနေနောက်ကျနေတာအခုစစ်ခွေးကိုဒေါ်လာနိုင်တဲ့လူငယ်လူရွယ်လေးတွေလက်နဲ့ကင်ဖို့ရတော့ကိုနဲ့နိစက်တဲ့ဒေါ်လာရေးဘက်မှာဝင်ရအောင်မိသားစုကြီးနဲ့လုံးဝမတွားနိုင်တဲ့သူတွေကလေးငယ်လေးတွေရှိတဲ့အသက်အရွယ်ကြီးတဲ့ကျမရေးမကောင်းဘူး အဲ့လိုမျိုးပြည်သူတွေကတော့ကိုတတ်နိုင်တဲ့ဘက်ကနေမှကျတို့တော်လာရေးထည့်ကိုပါဝင်ရအောင်စစ်တိုက်ချင်းတစ်ခုတည်းပဲတော်လာရေးထည့်မှာပါဝင်တာတော့မဟုတ်ဘူးဤမျိုးစုံနဲ့ကျတို့ပါဝင်နိုင်တယ်ဒါပေမဲ့အခုလူငယ်လူရွယ်တွေလက်နက်ကင်ပြီးစစ်ခွေးကိုတိုက်နိုင်တဲ့သူတွေကတော့အဲလက်နက်ကင်ဖို့ရတဲ့တော်လာရေးဘက်ကိုပါဝင်ရအောင်လို့ပြောချင်တယ်ပါဝင်တဲ့အခါမှာလဲကျမကတော့ကချင်ဖြစ်တယ်ဆိုတော့ကျမက KIA ဘက်ကိုပဲဝင်ရမယ်အဲ့လိုမျိုးမဟုတ်ပါဘူးကိုဘယ်မှာရှိတယ်လဲကိုကချင်းပြည်နယ်မှာရှိတယ်လားရခိုင်ပြည်နယ်မှာရှိတယ်လားမွန်ပြည်နယ်မှာရှိ ိတာကရန်မှာရှိသလားနော်အညာမှာရှိသလားကိုရှိတဲ့နေရာမှာရှိတဲ့တော်လိုင်းရည်ဒီစမှာပါဝင်ရအောင်လို့ကျွန်မပြောချင်တယ်နော်အမဘဲကျတို့စစ်ခွေးတွေကိုမြန်မြန်မောင်းထုတ်ပြီးမှငိမ့်ချန်းစွာနဲ့ခွေးမရှိတော့နိုင်ငံတော်တစ်ကိုအမြန်ဆုံးထူထောင်ရအောင်လို့အားလုံးကိုဒီကနေ့ပြန်မှတိုက်သွင်းချင်တာဖြစ်တယ် အခုဖကန်တဲ့နဲ့ပြန်စမယ်ဆိုလို့ရှိရင်တော့ဖကန်မှာအခုစစ်ရေးတွေအင်တမတ်တင်မာနေလည်းရှိတယ်မကြာခင်မှာတိုက်ပွဲကြီး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 ဖြစ်လာနေတဲ့အတွက်ကြောင့်ပြည်သူလူထုတွေစစ်ဆောင်ကြပါလို့ကြွအတီကနေတခါပြန်ပြီးမှပြောချင်တယ်ပြီးတော့စစ်ဆောင်တဲ့အခါမှာလည်းတော်ဒီဘက်ကိုလုံးဝမတော်ကြပါနဲ့အခုဒီစစ်ခွေးတွေကနေရအနံ့ပြားကိုရှိနေတဲ့အတွက်ကြောင့်တော်မှာစစ်ဆောင်နေတဲ့သူတွေကို ဖမ်းဆီးတယ်လူသားဒရိုက်လုပ်တယ်မဒိန်ကျင့်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်ဒါကြောင့်တော်ရီဘက်ကိုလုံးဝစစ်ဆောင်မသွားကြပါနဲ့ဖကမတ်မှာပဲတိုက်ပွဲဒီပြင်းထန်လာမှာမဟုတ်ပဲနဲ့အရင်တော့အထုဒေတာတစ်ပဲပကိုလဲပဲတိုက်ပွဲပြင်းထန်လာနိုင်တယ်။ဘာကြောင့်လဲဆိုစစ်ခွေးတွေကကျတော့ KIA ဒီဟာဖကမတ်ကနေမှလည်းကြောက်စိမ့်ဒီကနေမှပတ်ဆံရရှိတယ်။၂၀၂၅ နစ်စာကနေမှတရုတ်ဒီကကျတော့ KIA ဒီကိုတရေဝင်မြေရှက်တတ်သူဝဲမယ်လို့ပြောတယ်တရုတ်ဒီကိုပြန်ရောင်းတယ်ဆိုတော့အခုဖကန်ကနေမှရရှိတဲ့ငွေတွေနဲ့ KIA ဒီဟာလက်နက်တွေကိုကိုစုဆောင်းတယ်တခြားလက်နက်ကင်တိုင်ရင်သားတွေကိုလည်းပဲစစ်ပညာသင်ပေးတယ်ဒီပတ်စံနဲ့ပဲတခြားတိုင်ရင်သားတွေကိုထောက်ပံ့နေတယ်ဒါကြောင့် KIA ဒီကိုအမြင့်ဖြတ်ရမယ် KIA ဒီကိုအမြင့်ဖြတ်နိုင်မှာပဲ AAD ရော PDF တွေလည်းငြိမ်သွားမယ် တခြားသောတိုင်းရင်းသားလက်နက်ကင်တွေလည်းညင်သွားမယ် KIAD ကအဓိကဒီတိုက်ပွဲရဲ့ရဲတောက်မြစ်ဖြစ်တဲ့ဆိုတော့အဲဥစ္စာကိုသူတို့ခံယူထားတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ကချင်းပြည်နယ်မှာနေရဒေသအတီတီထဲမှာတိုက်ပွဲတွေပြင်းထန်နေရတာဖြစ်တယ်မနေ့ကတော့မော်စီဇာမှာခွေးအကောင်20ကျော်ကို KIA နဲ့ပူပေါင်းတော်လိုက်ရဲတွေဘက်ကနေမှကြားညက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ20ကျော်ကနေရာမှာတင်ခွေးပေဝတ်တေတေသွားတယ်ဆိုတာကိုသိရတယ် ီးတော့ April နောက်ဆုံးပတ်ကနေမှ KIAD ကတော့စစ်ခွေးတွေဖကန်ဘက်ကိုတက်လာမှာတိတဲ့အတွက်ကြောင်းမြစ်ကျင်နာကာမိုင်းကာမိုင်းဖကန်လောင်းကိုပိတ်လိုက်တယ်ဒီနေ့ဒီချိန်ထိဖြစ်တယ် April နောက်ဆုံးပတ်တုန်းကခွေးအကောင်900နီးပါတက်လာတဲ့ဥစ္စာကိုလည်း KIA နဲ့ပူးပေါင်းတော်လိုက်ရဲတွေဘက်ကနေတော့ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်900ကျော်မတပေါ်သွားတယ် ဆိုတော့အခုဒီတစ်ခါဒါမျိုးမတည်ချင်တဲ့အတွက်ကြောင့်ဖက်ကန်ကိုတက်သွားတဲ့ပြည်သူတွေနဲ့အတူတူသွားချင်တယ်ဒါကြောင့်မြစ်ကျနကားမိုင်ကားမိုင်ဖက်ကန်လမ်းဖွင့်ပြီးဆိုပြီးမှပြောလိုက်တယ်ဒါပေမဲ့အခု KIA ဒီကဘာပြန်ထက်လုတ်တလေဆိုတော့မြစ်ကျနကားမိုင်ကားမိုင်ဖက်ကန်ကိုလည်းလူကိုလည်းပိတ်ထားတယ်အခုလည်းဆက်လက်ပြီးပိတ်ထားတယ်ထပ်ပြီးမှမိုးကောင်ကာမိုင်ကာမိုင်ဖကလန်ကိုဆက်လက်ပြီးတော့ပိတ်ထားတယ်နော်ပြည်သူတွေကိုပြောချင်တာကအခု KIA ကတော့ထပ်ပြီးမှလမ်းပိတ်လိုက်တဲ့အတွက်ကြောင့် KIA ဒီဘက်ကနေမှလမ်းဖွင့်ပေးပြီလို့မပြောမချင်းလုံးဝမြစ်ကျနဖက်ကမိုးကောင်းဖက်ကလမ်းကိုလုံးဝအသုံးမပြုကြပါနဲ့လို့တခါပြန်ပြီးမှအတိပေးလိုက်ချင်တာဖြစ်တယ်ဆိုတော့အခုကျွဲတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်ရဲ့စီးရဲသတင်းပြန်ပြောချင်တယ်တက်ရှိ CEO ဆိုတဲ့စစ်ခွေးတီရဲ့ လော်ဘီဝါဒဖြန့်စကားရိုက်ခဲ့တဲ့ဥက္ကဋ္ဌစခွေစခန်းကိုမနေ့ကစပြီးခန်ယူနဲ့အတူပို့ပေါင်းတော်လာရဲတွေဘက်ကနေတော့ထူးဆစ်ဆင်နေကြတယ်။အခုကျမတို့ဘေးနားမှာလည်းမြင်ရတယ်။ဘောမဒီကတော့ဒါကရုပ်ရှင်ရိုက်ထားတဲ့သူတို့ရဲ့ဝါဒဖြန့်စခန်းဖြစ်တဲ့အတွက်ကြောင့်ဂုံတိတ်ခါရသူတို့ကမကြချင်ဘူး။ဂုံတိတ်ခါမရှိတဲ့သူတွေကဂုံတိတ်ခါလိုက်လိုက်ရှာနေတယ်။ဆိုတော့အခုကျတို့ရဲ့မဟာမိတ်ခန်ယူနဲ့အတူပို့ပေါင်းတော်လာရဲတွေကတော့အခုဒီတလနလထဲမှာထိုင်းမြန်မာနေဆက်မှာရှိတဲ့စခန်းတွေကပြောင်းလို့ဖြစ် စ်သွားပြီဒါကြောင့်အခုဘောမားတွေကတော့ကန်ယူနဲ့ပူပေါင်းတော်လိုင်းရဲ့ဒီရဲ့လက်တန်ကိုတိတဲ့အတွက်ကြောင့်အခုသူတို့ကြောက်နေတာဖြစ်တယ်ဆိုတော့အဲ့နံမှာအခုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့အကြောင်းပြောပြချင်တယ်နောက်တစ်ခုကတော့ရခိုင်ပြည်နယ်ပြိုင်းဖြူကျေးရွာက ပြည်သူအယောက်40ကပျောက်နေတယ်ဆိုပြီးမှရှာကြတယ်တကယ်ကြတော့စစ်ခွေးတွေကပေါ်တာဆွဲပြီးတော့စစ်မှုထမ်းထဲမှာထည့်လိုက်တယ်ဒါမဲ့ဒီပျောက်ဆုံးသွားတဲ့အယောက်40ကစစ်မှုထမ်းထဲကိုသာထည့်လိုက်တာအခုဒီကြောက်ဖြူတိုက်ပွဲမှာကြတော့ဒီအယောက်40လုံးလုံးအာခတ်တတော်ဒီစီမှာအလင်းဝလာတယ်လို့ပြောရမလားကိုထောက်ခံတဲ့ကိုရဲ့အာခတ်တတော်ဒီကိုဘယ်ငရောအကူတယ်ဆိုတဲ့ပုံစံနဲ့ ပြန်ဝင်လာတယ်ဆိုတာသိရတယ်ဆိုတော့အဲပေါ်တာဆွဲပြီးမှစစ်ပညာသင်ပေးကြပါပြီးလို့ရှိရင်လည်းလင်းနဲ့ခရအပြည့်စုံနဲ့ကျတို့တော်လာရေးစီကိုပြန်ပို့ပါလို့ပဲပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့မနေ့ကလည်းကျမတင်ပေးခဲ့ပြီဖြစ်တဲ့ဒီစစ်ခွေးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ပြောသွားတဲ့စကားကဟိုဘက်ကမှအတော်လေးထိသွားတယ်ဆိုတော့ဟိုဘက်ကလောင်းနေကြတဲ့အခါမှာနော် အသက်ကြီးပဲမဲ့အလဲမစည်းတဲ့ခွေးကောင်ကြီးတကောင်လဲဘာပြောသွားလဲကျမတို့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်ဒုသမဂ္ဂမှာတော့သူရဲ့သူကိုယ်စားလှယ်ဖြစ်တဲ့ဂျူလီဘစ်ရှော့ကနေပြီးတော့မှမြန်မာနိုင်ငံမှာလာမဲ့ဒီဇင်ဘာဇန်နဝါရီမှာကျင်းပမဲ့ရွက်ကောက်ပွဲမှာဒေါ်စားစုကြည်နဲ့အကျဉ်းသား2000မပါဝင်ရတဲ့အတွက်တဟာအားလုံးပါဝင်တဲ့ရွက်ကောက်ပွဲ မဖြစ်နိုင်ဘူး free and fair မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေကို UN မှာဆွေးနွေးသွားတယ်ဆိုပြီးမှကျွန်တော်လည်းတစင်စကားကြားသိရတာပေါ့နော်အဲ့တော့ဒီအနောက်နိုင်ငံတွေနဲ့ UN ဆိုတဲ့လူတွေကတော်တော်လေးကိုသူကစင်ရင်တုံတရားကတော်တော်နဲတယ်ဗျသူတို့ပြောတယ်ဆိုတဲ့အကျဉ်းသားတွေကနိုင်ငံရေးအကျဉ်းသားတွေလို့ပြောရမယ်နိုင်ငံရေးသမားတို့ဖြစ်ရင်ဖြစ်မယ်လीဒါပေမဲ့တည်ဆဲဥပဒေတွေကိုချိုးဖောက်လို့ကျင်းချခံနေရတာအဲ့ဒါတွေကနိုင်ငံရေးအကျဉ်းသားမဟုတ်တော့ဘူးရာဇဝတ်သားတွေဖြစ်သွားပြီဆိုတော့ဒါတွေကိုသူတို့တီးဖို့လိုတယ်ဒေါ်စားစုကြည်ဆိုလို့ရှိရင်ပြည်မှုတွေ၄၅ချောင်းမှုနဲ့ရေးယူထားတာ ။ဥပ္ပိမင်းဆိုလည်းအလားတူပဲပြင်မှုတွေနဲ့အရေးယူထားတာ။ရာဇဝတ်ပြင်မှုနဲ့အရေးယူထားတာ။ရာဇဝတ်ပြင်မှုနဲ့အရေးယူထားတဲ့လူတယောက်ကလက်ရှိတဲ့ပြစ်ဒဏ်ကြက်ခံနေရတဲ့လူတယောက်ကဘယ်လိုလုပ်ပြီးတော့မှရွေးကောက်ဝယ်ဝင်လို့ရမလဲ။ဘယ်သူပါရင်းမပါရင်းဆိုတာအဓိကမကြပါဘူး။အဲ UEC ရလည်းသူကအားလုံးကိုသူကပါတီထောင်ခင်ပေးထားတာပဲလေ။သူကသူပါတီမှတ်ဖို့မတင်တာကသူတို့အပိုင်းပေါ့ဗျာ။ဒါလေးကိုပြည်သူတွေအားလုံးကမြင်သာအောင်ကျွန်တော်ကတော့ ဒီနေ့မနက်ခင်းရှင်းပြရပါခင်ဗျာလွန်ခဲ့တဲ့အချိန်မှာလဲခွေးကျဘူးကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ထိုင်းကိုလည်းသူ့ကိုထောက်ခံပေးဖို့ရန်ဆိုပြီးမှတရောင်းစားလို့တာတောင်းခဲ့တယ်ဒါပေမဲ့အာဆီယံကနေအားလုံးပါဝင်တော့ဆိုတဲ့စကလုံးကိုတုံးခဲ့တယ်အခုဒီဂျူလီဘီရှော့ကပြောသွားတာလဲနော်အခုဒေါ်အောင်ဆန်းစုကြည်နဲ့အတူဦးဝင်းမြင့်ရဲ့နိုင်ငံရဲ့အကျဉ်းသားတထောင်နှစ်ထောင်ကိုလည်းလွတ်ပေးဖို့ရာအတွက်သူတို့ကိုမလွတ်ပေးဘဲနဲ့ဒီရွေးကောက်ပွဲကျင်းပတယ်ဆိုလို့ရှိရင်တော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ် ြစ်လာနိုင်ဘူး။နော်ဒီရွေးကောက်ပွဲစီစဉ်တာဟာခုခံတိုက်ခိုက်မှုတွေပိုပြမဖြစ်လာနိုင်တယ်လို့ပြောတဲ့ဥစ္စာကအခုမင်းကင်းမောင်မြင့်ကဘာပြောသွားလဲဆိုတာအားလုံးကြတဲ့အတိုင်းပဲဒီအနောက်နိုင်ငံနဲ့ UN ကလူကြီးကအတော်လေးကိုစင်ချင်းတုံတရားကိမဲ့တယ်လို့ပြောတယ်။ဆိုတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကတော့နိုင်ငံရေးသမားတော့ဖြစ်တယ်။ဒါပေမဲ့တီဆဲဥပဒေဆိုတဲ့ခွေးတွေရဲ့လက်တလုံးကြားဥပဒေကိုကျူးလွန်တဲ့အတွက်ကြောင့်ရာဇဝတ်မှုနဲ့ထောင်ချနေတာဖြစ်တယ်။ နိုင်ငံရေးအနေနဲ့ထောင်ကျတာမဟုတ်ဘဲနဲ့ယာစွန့်မှုနဲ့ထောင်ချထားတဲ့အတွက်ကြောင့်သူတို့ကရွေးကောက်ပွဲကိုမိုးဝလာနိုင်ဘူး နော် UEC ကနေမှလည်းပါတီတီထောင်ခွင့်ပေးတယ်ဒါပေမဲ့သူတို့ကပါတီမတီထောင်တာကတော့သူတို့ရဲ့အပြစ်မဟုတ်ဘူးဆိုတော့အကြောင်းသူပြောသွားတယ်ဆိုတော့အခုဒေါ်အောင်ဆန်းစုကြည်ကိုချထားတဲ့အမှုဒီထဲကနေမှဒုက္ခရောက်တဲ့သူတွေကိုကယ်ဆယ်ဖို့ဆိုပြီးမှရဟယင်ဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီရဟယင်ကိုအခုဘယ်သူစီးတယ်လဲဒီရဟယင်ကိုဒေါ်အောင်ဆန်းစုကြည်သူ့ရဲ့ကိုရဲကိုသားနဲ့တခါတုံးခဲ့ဖူးသလားပြီးတော့ဒေါ်အောင်ဆန်းစုကြည်ဟာဘယ်သူစီကရွှေဘယ်နှချောင်းယူတယ်ဘယ်နှချောင်းယူတယ်လို့ပြောတယ်သူ ယူထားတဲ့ရွှေချောင်းတွေနဲ့ဘယ်နေရာမှာအိမ်တွေဝယ်ထားပြီးမှဘယ်ကားကိုသူစီးနေတယ်လဲဒေါအောင်ဆန်းစုကြည်မှာစက်ဘိန်းတစည်းတောင်ရှိသလားခွေးတကောင်တောင်သူ့သားဝယ်ပေးလို့သူရှိတယ်ဒီချမ်းတချမ်းကဒေါအောင်ဆန်းစုကြည်ကဘသူစီကလက်စားထားလို့ဝယ်ထားတဲ့ချမ်းမြေဖြစ်တယ်ဒီဒေါအောင်ဆန်းစုကြည်စီးတဲ့ကားဟာဘယ်တစ်ထဲတစ်ယောက်ကိုဒီလုတ်ကွယ်ပေးလိုက်လို့ရတဲ့လက်ဆောင်ဖြစ်တယ်ဆိုတာနင့်တို့တခုပြနိုင်ခဲ့သလားအဲ့ဥစားကနှစ်ခုရှိပြီနော် 那得目标没是路线，到鞍山手机股，图片没得可乐标的看嘛。 ဒေါ်အောင်ဆန်းစုကြည်မေခိုးတာကဒီနေ့နင်တို့ဒီတော်လာရဲမှာအဖြစ်ပေါ်နေပြီအညာဒေတာတခွင်ကိုကြည်လိုက်နင်တို့ဘောမာနေနေတဲ့ယွာပဲနေယွာရှိတယ်လေဒီနေ့သားဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံတဲ့သူမရှိဘဲနဲ့နင်တို့စစ်ခွေးတွေကိုလက်ခံခဲ့တယ်ဆိုလို့ရှိရင်ဒီတော်လာရဲတလောက်ကြီးကြားဆရာမလို့ဘူးဒီနေ့ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့သူများတဲ့အတွက်ကြောင့်နင်တို့လိုမျိုး standard army ဆိုတဲ့စစ်လက်နက်အပိအစုံရှိတဲ့နင်တို့စစ်ခွေးတွေကိုတောင်းမငေါ်တော့လက်နက်မရှိ တယ်ပြည်သူဒီတောင်မှနိုင်တာဒါကတက်တယ်မဟုတ်ဘူးလားတော့အောင်ဆန်းစုကြည်ကိုနိုင်ငံရေးနဲ့သူ့ကိုထောင်ချတာမဟုတ်ဘူးရဆွေးမှုနဲ့ထောင်ချတဲ့အနောက်နိုင်ငံနဲ့ UND ဟာတော်တော်လေးကိုစင်ချင်းတုံတရားမေ့တယ်ဆိုတာကဘာကိုဆိုလို့ချင်တယ်လဲဆိုတော့နင်တို့ယုံကြည်အောင်တက်တယ်တခုပြပါလားနင်တို့ပြတဲ့တက်တယ်ပေါ်မှာမူတည်ပြီးတော့ပြည်သူတွေကဟာဟုတ်သားပဲတော့အောင်ဆန်းစုကြည်ဟာ အလုပ်လည်းမလုပ်ဘူးဘေးကပတ်စံရလို့ဒီကားဒီဒီအိမ်ဒီကသူ့ဘေးကရတယ်လေဆိုပြီးမှပြီးသူတွေကမေးခွန်းထုတ်လာစရာအကြောင်းရှိတယ်။ဒါမဲ့ဒေါ်အောင်ဆန်းစုကြည်မှာစက်ပိန်တစ်စီးတောင်မရှိဘူး။ဒါတော့အံ့ဩစရာကောင်းတယ်။ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကဒီပတ်စံတွေကိုဘာလုပ်လိုက်တယ်လဲ။ဒေါ်အောင်ဆန်းစုကြည်ကတနေ့ကိုဘယ်နှတန်းဖို့သူထမင်းစားတယ်လဲ။ဒါမှမဟုတ်ရှင်သူ့စီးတဲ့ဖနှတ်တွေကစိန်တုံးဖနှတ်တွေလား။ စဉ်းစားကြည့်ကြ။ဒါကြောင့်ခွေးတွေနဲ့ပတ်သက်တဲ့လူတွေအုံနောက်ရှိတယ်ဆိုတာကိုရှေ့ကမရှိတာ။ဒီနေ့နင်တို့ကဒေါအောင်ဆန်းစုကြည်ရဲ့ဖနှက်တန်လဲနင်တို့ကြောက်တယ်။ပန်းဆိုလို့ရှင်လဲနင်တို့ကြောက်တယ်။ Standard Army ဆိုပြီးမှကမ္ဘာအစစ်မြင့်ဘလောက်ရှိတယ်ဆိုတော့နင်တို့ခွေးတွေကအဖွားအိုမုတ်ဆိုးမကိုဘာကြောင့်ဒီလောက်ကြောက်တယ်လဲတတိရှိရင်သူ့ကိုထုတ်ထားပြီးမှချလေဒေါအောင်ဆန်းစုကြည်စီမှာဘာရှိတယ်လဲအတူတချောင်းတောင်ဟုတ်မယ်သူ့ရဲ့အဝတ်စားချုပ်တဲ့အတ္တီတော့ရှိချင်လဲရှိလိမ့်မယ်အဲ့ကလွဲရင်သူ့မှာဘာရှိတယ်လဲ မရှက်ဘူးလားတုံနေနေပြီအသက်80ရှိနေပြီမုတ်ဆိုးမှအဖွားကြီးကိုကြောက်ပြီးမှထောင်သေးတဲ့ဘယ်မှာရှိတာတောင်မှမပြောရဲအောင်နင်တို့တလောက်ကြောက်တာပန်းဆိုလို့ရှင်လည်းကြောက်တယ်ခဏတန်လဲနင်တို့ကြောက်တယ်နင်တို့မရှက်ဘူးလားတတ်သိရှင်ထုတ်လိုက်လေထုတ်ပြီးမှချလေဒေါ်အောင်ဆန်းစုကြည်ကမဲတခိုးလားနင်တို့ကခွေးလားဆိုတာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြီးမှချလိုက်လေရှက်လည်းမရှက်ဘူးအဖွားကြီးတယောက်ကို ထောင်သေးတဲ့ ဘယ်မှာရှိမှန်းတောင်မသိအောင်ဖွဲ့ထားပြီးတော့စိန်ခေါ်တဲ့တခွေးတခိုးတွေမလောင်ကြနဲ့ကျက်တရေတုံးနှုတ်ပါဆိုတော့အခုတော့အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်ဒီဗီဒီယိုကိုနားထောင်တဲ့အခါမှာလေတန်ကအစတော်တို့နားထောင်ကြည့်အောင်နော်နံပါတ်1ပြောချင်တာခြံမှတ်54ကိုလေလံပြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကန့်ကွက်သလားမကန့်ကွက်ဘူးလားဒေါအောင်ဆန်းစုကြည်လက်ခံသလားလက်မခံဘူးလားဆိုတဲ့မေးခွန်းကိုပထမဆုံးကျွန်တော်ရင်းစပြောမယ် ခြံမက်54နဲ့ပတ်သက်ရင်လေးရန်တရောင်းချမကိစ္စနဲ့ပတ်သက်ရင်ဒေါ်ဆန်းသူကြည်ကကန့်ကွက်ထားခြင်းလောမရှိဘူးကန့်ကွက်ထားတယ်လို့မီဒီယာတခုခုကပြောရင်သို့မဟုတ်သူ့ရဲ့ရှေ့နေတွေကပြောရင်အဲ့ဒီရှေ့နေတွေကိုကျွန်တော်မေးခွန်းတစ်ခုပဲမိပါဒေါ်ဆန်းသူကြည်ကန့်ကွက်ထားတယ်လို့ဒေါ်ဆန်းမလာညို့ကိုယ်တိုင်ပြောရတဲ့ထင်လားပြောရရင်ပြောခိုင်းကြည့်လိုက်မပြောရင်ပြောရင်ပြောလိုက်ပြောရင်ကျွန်တော်အဲ့ကြိုင်ပြောပြီဒေါ်ဆန်းသူကြည်ကဒေါ်ဆန်းမလာညို့ကိုပေးထားတဲ့အခွင့်အာဏာတခုရှိတယ်အဲ့ဒါကျွန်တော်မပြောသေးဘူးဒေါ်ဆန်းမလာညို့ဖွဲ့ကမီဒီယာတွေမှာပရိပရာပြောတဲ့နေ့ကျွန်တော်ပြောမှာ BBC တို့ RFB တို့စသဖြင့် BBC မီဒီယာတွေမှာ तू သူတို့တွေကဘက်ကနေသတင်းတစ်ခုခုအမြင်မဖော်လို့သောပုံစံနဲ့ပေးပြီးတော့ဝါရဖြန့်တဲ့နေ့ကျွန်တော်ပြောမယ်။ချမ်းမ54ကိုလီလန်တောင်ချဖို့အတွက်ဒေါ်သောသူကြီးလုံးဝလုံးဝမကန့်ကွက်ခဲ့ဘူး။မကန့်ကွက်ထားကြောင်းကိုလည်းအထောက်ထားရကျွန်တော်မှရှိတယ်။ကန့်ကွက်ထားခြင်းမရှိကြောင်းကိုလည်းထောက်ထားကြောင်းလည်းရှိတယ်။ဦးအောင်ဆောင်ဘက်ကတင်ပြထားတာက၄ချိန်တိတိသူတို့လီလန်နေဆွဲတယ်။ဒါပေမဲ့၄ချိန်လုံးမှာအနှောက်ယှက်ပေးတဲ့သူတွေရှိတယ်။ကန့်ကွက်တဲ့သူတွေရှိတယ်။ပြက်လို့ဖြစ်စီလို့တဲ့သူတွေရှိတယ်။ကန့်ကွက်တယ်ဆိုတာဒေါ်သောသူကြီးကတော့မဟုတ်ဘူးတော့လူတစုကရေရွှေရှိရှိကန့်ကွက်တယ်။ကန့်ကွက်တဲ့နှောက်ယှက်တဲ့ဖြစ်စီတဲ့သူတွေရှိတယ်။ချိန်ကြောက်တဲ့သူတွေရှိနေတယ်။ ရှိတော့လေးချိန်လုံးလုံးမအောင်မြင်ခဲ့ဘူးချိန်ကျောက်တဲ့သူတွေဘယ်သူလဲကန့်ကွက်နေတဲ့သူတွေဘယ်သူလဲတားဆီးဖို့ကြိုးစားနေတဲ့သူတွေလဲဆိုတာကိုတရားရုံးရဲ့တရားခွင်မှတ်တမ်းတွေမှာ record တွေရှိတယ်နော်တရားခွင်ထဲမှာလည်းရှိတယ်တရားခွင်အပြင်မှာလည်းရှိတယ်ဒီအမှုကပြောင်းကြားသူရုပ်ဥထုံးလုံးအပါဝင်ကိုးပါးထိုင်ပြီးဆုံးဖြတ်ပြီးတော့ဒီအိမ်ကိုလေလံပြစ်ရောင်းချဈေးလို့ဆုံးဖြတ်ထားပြီးအမှုကိုးပါးထိုင်ဆုံးဖြတ်ထားတာလေးချိန်လုံးလုံးမအောင်မြင်ဖြစ်လဲဖြစ်ကောသက်ဆိုင်ရာတရားနိုင်ဘက်ကနေပြီးတော့စတင်တယ်လေလံတင်တစ်ချိန်မအောင်မြင်နိုင်မှာလှုပ်လို့ရတာအချက်၅ချက်ရှိတယ်အဲ့ထက်တက်တက်တစ်ချက်ကိုရွေးလို့ရရဲလို့တရားရုံးကနေသတ်မှတ်ပေးတယ် okay ဒီခြံကြီးကို တိရသမ9ရေကနှစ်ရေကနှိပါရှိတဲ့ခြံကြီးကိုပထမတစ်ဆင့်ထပ်ပွက်ပိုင်နေတာဖြစ်ပါတော့မယ်ဆိုပြီးတော့သူကခုနအချက်၅ချက်တည်းတစ်ချက်ကိုကင်ပြီးတော့တက်ဆိုင်ရာဥအောင်ဆောင်ရှိနေတဲ့ဘက်ကတင်းတယ်ဒေါ်ဆန်းစုကြည်ရဲ့ရှိနေတဲ့ဘက်ကကန့်ကွက်တယ်ဒါတော့လက်မခံဘူးပေးထားတဲ့အချက်၅ချက်တည်းတစ်ချက်ကိုကိုကကင်ဆွဲပြီးတော့တရားရုံးကစုံပြချက်ကိုလိုက်နာကျင့်သုံးဖို့တစ်ဖက်ကစူးစမ်းတာ ਉਹ ဒေါ်ဆန်းမာလာကျင်းတို့ဘက်ကကန့်ကွက်တယ်လို့ပြောကြတယ်တရားရုံးစုံပြချက်ကိုကန့်ကွက်တာလို့သူတို့ကပြောနေတယ်တရားရုံးရဲ့စုံပြချက်ကိုသူကမထီမဲ့မြင်ပြူတာလို့ခေါ်တယ်အနှောက်ယှက်ပေးတာလို့ခေါ်တယ်ဒေါ်ဆန်းစုကြည်ကန့်ကွက်ထားခြင်းမရှိတော့ချမ်းမတ်54လီလန်တရောင်းချမှုနဲ့ပတ်သက်ပြီးတော့ အနှောက်ရှက်ဖြည့်ဆည်းပေးနေတဲ့သူတွေဟာကိုးပါးထိုင်တရားသူကြီးပြည်တော်စုတရားသူတော်ချုပ်ကိုပါစော်ကားမော်ကားမထိမ့်မနေလို့နေတဲ့အတူတူပဲနိုင်ငံတော်မထိမ့်မနေလို့အတူတူပဲရှင်းပြရရင်တော့ဒါကမောင်နှမအမွေခွဲတဲ့အမှုပဲဘာမှနိုင်ငံရေးမှုမဟုတ်နိုင်ငံတော်မှုမဟုတ်အဲ့ဒါကိုနိုင်ငံရေးအမှုဆန်ဆန်ဆွတ်ထည့်ကြတာကတော့တော်တော်လေးကိုအောက်တန်းကြလုံးနဲ့မီဒီယာလို့ရလို့ကျွန်တော်ဒီလိုပဲတည့်ပြောပြစေတီလေတာဟာဒေါ်ရထွက်တဲ့လေတန်လား ပုံမှန်တရင်ပြောတဲ့လေတန်လားဆိုတော့ကျွားတို့နားထောင်တဲ့အခါတီးလိုက်မယ်။တူအင်မတမဒေါတာထွက်တယ်။ဒီချမ်းမ90လေးကိုကျွားတိတ်မပြောချင်တာဖြစ်တယ်။ဒါပေမဲ့မပြောလို့လည်းမဖြစ်ဘူးဆိုတဲ့တရင်ဖြစ်တယ်နော်။ဆိုတော့အခုဒီနေ့ကျော်မျိုးမင်းကဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့တလောက်လောင်ကြွနေကြတယ်လေ။ဆိုတော့အခုဒီဥစ္စာကိုနောက်ဆုံးကနေပြောမယ်ဆိုသူပြောသွားတဲ့စကားကပါလေဆိုတော့ဒီကိစ္စဟာနိုင်ငံရေးကိစ္စမဟုတ်ဘူး။ ဒီကိစ္စဟာမောင်နှမနဲ့ရောက်ရအမွေကိစ္စဖြစ်တယ်လို့သူအဆုံးသတ်တယ်။ဆိုတော့အမွေကိစ္စကဘာကြောင့်မို့နင်တို့လော်ဘီရဲ့ပါဇက်ထဲမှာထည့်ရတယ်လဲ။အမွေကိစ္စဖြစ်တယ်ဆိုလို့ရှင်ဘာကြောင့်နင်တရေမှာတင်ရတယ်လဲ။မောင်နှမနဲ့ရောက်ရအမွေကိစ္စဟာမောင်နှမနဲ့ဆိုင်တယ်။ဒါဟာ personal kiss ဖြစ်တယ်။နင်တို့နဲ့ငါတို့တိုက်ခိုက်တဲ့တိုက်ပွဲတရေမဟုတ်တဲ့အတွက်ကြောင့်ဘာကြောင့်နင်ဒီဒီဒင်းထဲမှာ ထုတ်ပြီးမှပြောတယ်လဲအောင်ဆောင်ဦးကအရင်တော့ကလေလံတင်ဖို့ရတဲ့သူကတရားရုံးထဲမှာသူနိုင်ထားတဲ့အတွက်ကြောင့်သူကလေလံဆွဲတယ်ဟုတ်ပြီသူလေလံဆွဲတာလေးခါဆွဲသွားပြီ လေးခါစလုံးဘသူမှမဝယ်ဘူးဆိုတော့ဒီလေလံဆွဲတာလေးခါဆွဲပေမဲ့မအောင်မြင်တဲ့အတွက်ကြောင့်လေလံတစ်ခါဆွဲပြီးကြရှုံးသွားတိုင်းသူတို့စီမှာအချက်၅ချက်ရှိတယ်အဲ့၅ချက်တကနဲ့တစ်ချက်ကိုယူပြီးမှပြန်လည်မှပြုတ်ပြင်လို့ရတဲ့အရာဖြစ်တယ်ဒါကဘာလဲဆိုတော့အခုဒီဒီချောင်းဝင်းကိုတဝက်အရင်ခွဲရောင်းမယ် တကယ်လို့ဒီအင်ကိုခွဲပြမရောင်းလိုက်တယ်ဆိုလို့ရှိရင်လေတော်အောင်ဆန်းစုကြည်ကပတ်စံလို့ချင်တယ်တူဒီရောင်းရတဲ့ပတ်စံကနေပေးမယ်ပေးတယ်ဆိုမှအလကားပေးတာမဟုတ်ဘူးနော်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ဒီအင်ပါတဲ့အချမ်းကိုထပ်ပြမရောင်းလိုက်မယ် အဲ့လိုမျိုးဒေါ်အောင်ဆန်းစုကြည်ကချန်တဝက်ကိုရောင်းလိုက်တဲ့ပတ်စံကိုဒေါ်အောင်ဆန်းစုကြည်ကမတောင်းဘူးဆိုလို့ရှိရင်တော့ဒီမရောင်းတဲ့အချမ်းဘက်ကိုသူမထိဘူးဘယ်တော့ဒီမိုက်ရိုင်းတယ်လဲဆိုတော့ပြောတောင်ပြောလို့မရတော့ဘူးเนาะဒီအင်ကိုရောင်းဖို့ရန်အတွက်ဒေါ်အောင်ဆန်းစုကြည်ကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတည်းတစ်ခါမှမပြောဘူးဘူးဒီအင်ဟာမောင်နှမနှစ်ယောက်ရဲ့အမွေအင်ခွဲတဲ့ဥစ္စာဖြစ်တယ်လို့လည်းသူပြောသေးတယ်သူဘာပြောလဲဆိုတော့ဒီအင်ကိုတဲ့ဒေါ်အောင်ဆန်းစုကြည်ကလုံးဝကန့်ကွက်ထားတာမဟုတ်ဘူး ငါမစာရွက်စာသားနေရှိတယ်။တောင်ဆန်းစုကြည်ရဲ့ရှေ့နေဒီကတာတောင်ဆန်းစုကြည်ကွန့်ကွက်တယ်ဆိုတာမျိုးတွေအကြမ်းဖက်မီဒီယာကဒီတာတခုခုပြောလာခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ချဲမယ်အဲ့လိုမျိုးကိုပြောလာတာအော်ဆရာကောင်းတယ်ဒါတရင်မဟုတ်ဘူးခဏတော့ကသူပြောသွားတဲ့အဲထဲမှာဒါဟာနိုင်ငံရေးမဟုတ်ဘူးနော်နိုင်ငံရေးမဟုတ်တဲ့အတွက်ကြောင့်မို့ဘာကြောင့်မို့လူဒီကနိုင်ငံရေးအနေနဲ့ဆွဲတယ်လဲအောက်တန်းကြတယ်လို့ပြောတယ်ဆိုတော့ နိုင်ငံရေးဖောက်တာကိုနင့်နိုင်ငံရေးလော်ဘီလုပ်နေတဲ့ခွေးတယောက်ရဲ့ပါဇက်ထဲမှာဘာကြောင့်ဒီစကားကိုထွက်တယ်လဲဒေါအောင်ဆန်းစုကြည်လည်းမရောက်နဲ့လို့လုံးဝမပြောဘူးဒါပေမဲ့ဒီနေ့ဒေါအောင်ဆန်းစုကြည်ကိုချစ်ကြတဲ့သူတွေဒေါအောင်ဆန်းစုကြည်ကိုကာကွယ်ပေးတဲ့သူတွေကလုံးဝမရောက်စေချင်တာရှင်းရှင်းလေးပဲเนาะဒေါအောင်ဆန်းစုကြည်ကရောက်တော့မရောက်တော့ကိစ္စမရှိဘူးသူနေချက်ရှိတာမရှိတာသူလုံးဝမစဉ်းစားဘူးရောက်စားချင်တယ်လားသူ့အကိုကိုရောက်စားလိုက် သူ့ရှေ့နေတယ်လေတောင်ဆန်းစုကြည်ကောက်ကွဲတဲ့အတွက်ကြောင့်ဒီအိမ်ကိုမရောက်ဘူးလဲလက်မတင်နဲ့လို့လည်းတခုမှဘာမှမပြောဘူးဒါကိုအခုကြော်မျိုးမင်းကသူ့ကစိန်ခေါ်တော်လို့နော် တောင်ဆန်းစုကြည်ရဲ့ဒီအိမ်ကိုဘလောက်အထိသူတို့ရောင်းစားခြင်းတလဲဆိုတာတော့အောင်အိုးဆရာကောင်းတယ်ကြွတင်တာကတော့အောင်ဆောင်ဦးထက်တောင်မှသူတို့ကပိုပြီးမှသိုးနေကြတဲ့တတ်တော်တွေဖြစ်တယ်ဒါကတော့မောင်နှမနှစ်ယောက်ရဲ့အမွေဖြစ်တယ်လို့လည်းပြောတတ်သေးတယ်ဒီဆိုလို့ရှိရင်တို့ဘာချရှဲတယ်လဲသူတို့ဘာသူတို့အဆင်မပြေဘူးဆိုလို့ရှိရင်ချကြတယ်ချကြပါစေဒါသူတို့နှစ်ယောက်နဲ့ဆိုင်တယ်နင်တို့နဲ့ဘာမှမဆိုင်ဘူး ခြံနာမ90လေးကိုရောက်မထွက်အောင်ကောက်ကွက်တဲ့သူဒီဖြက်လို့ဖြက်စီးတဲ့လုတ်တဲ့သူဒီချင်းချောက်တဲ့သူဒီသူတို့က recording လုပ်ထားတယ်လို့ပြောတယ်။ဒီနေ့တော့ဘာပဲဖြစ်ဖြစ်ဗီဒီယိုပြချင်တဲ့လူဒီချတင်လိုက်လေဘသူကချင်းချောက်တယ်လား။ဘသူမှမချင်းချောက်ဘူးနော်။ဝေချင်တဲ့သူလိုဝေလိုက်ပါ။ဒါပေမဲ့ဒီအိမ်မှာနင်းတို့နေရမလားဆိုတာပဲကြည့်လိုက်။ဒါကဒေါအောင်ဆန်းစုကြည်ချင်းချောက်တာမဟုတ်ဘူး။ဒေါအောင်ဆန်းစုကြည်ကိုချစ်တဲ့သူဒီချင်းချောက်တယ်။ဟုတ်ပြီလား။ နော်ခြံနမ50လေးကိုရောင်းချဖို့ရအတွက်လွန်ခဲ့တဲ့အချိန်မှာတရားသူကြီး၉ရောက်ကနေမှဆုံးဖြတ်ထားတဲ့အတွက်အကြောင်းအခုဒီလိုမျိုးကန့်ကွက်တာတွေအသာစီလုပ်တဲ့သူတွေကတရားသူကြီး၉ရောက်ကိုလည်းပဲမထီမဲ့မြင်လို့တဲ့နိုင်ငံတော်ရဲ့တရားဥပဒေလည်းမထီမဲ့မြင်စော်ကားရကြောက်ရောက်တယ်လို့ပြောတယ်ကျတော့မြန်မာနိုင်ငံထဲမှာတရားဥပဒေမရှိဘူးတရားဥပဒေအတိုင်းသာလိုက်လျှောက်မယ်ဆိုလို့ရှိရင်အခုနင်းတို့စစ်ခွေးတွေနင်းတို့စစ်တမ်းပြန်ရမှာဖြစ်တယ်နင်းတို့စစ်ခွေးတွေကတရားဥပဒေကိုတည်တတ်တယ်ဆိုလို့ရှိရင်အဲခွေးချဘူးကနေ င်မှတမတယူးယူးမှာမဟုတ်ဘူးเนาะထိုနည်း၎င်းပဲဒီနေ့နင်တို့စစ်ခွေးတွေကသာတရားဥပဒေကိုတည်တတ်တယ်ဆိုလို့ရှိရင်ဒီနေ့တော့အောင်ဆန်းစုကြည်ထောင်နှန်းစနေရမှာမဟုတ်ဘူးเนาะဒါကြောင့်မို့တရားဥပဒေတရားဥပဒေဆိုတဲ့ယွန်းစရာကောင်းတဲ့ တကယ်လို့ကိုလုံးဝမတုံးနဲ့ချမ်းမ90လေးနဲ့ပတ်သက်ပြီးတော့အခုဘယ်လိုလုပ်မယ်ဆိုတာတော့မနေ့ကဆုံးဖြတ်မယ်လို့ပြောတယ်ဘယ်လိုဆုံးဖြတ်ထားတယ်လဲဆိုတာတော့ကျွာလည်းမသိသေးဘူးညတုန်းကတည်င်းမတင်နိုင်ခဲ့တာကတော့ဒီဘလိုများတရားရုံးကနေမှဆုံးဖြတ်ပြီလဲဆိုတဲ့ဥစ္စာကိုကျွာစောင့်နေတာမရဘူးဘလိုရစအောက်တယ်ဆိုတာကိုပြန်ကြားလို့ရှိရင်လည်းပြန်တင်ပေးမယ်เนาะအချုပ်အနေနဲ့ပြန်ပြောမယ်ဆိုလို့ရှိရင်တော့ဒီချမ်းမ90လေးကို အခုအောင်ဆောင်ဦးကနေမှတခါလေရောင်းလို့ရှင်လူတွေမဝယ်တဲ့အတွက်ကြောင့်တဝက်ကိုခွဲမှရောင်းမယ်ဒါကိုမနေ့ကဂျွန်17ရက်နေ့မှာတရားရုံးထဲမှာအမိန့်ချမှာဖြစ်တယ်ဒါကိုလောင်ကျွမ်းနေတာကတော့ခွေးဘောမှကြော်မျိုးမင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်နော်တော်အောင်ဆန်းစုကြည်များဘဝပြတ်သွားမလားဆိုပြီးမှအိမ်တလုံးမှမပိုင်ဘူးတဲ့သူတွေကတော့တော်အောင်ဆန်းစုကြည်ရဲ့ဘဝကိုပြတ်အောင်လုပ်နေကြတာတော်အောင်ဆန်းစုကြည်ကတော့အမြဲတမ်းကောင်းမွန်နေစေပါဆိုတဲ့အကြောင်းပြောပြချင်တယ် နော်ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဒါလည်းမနေ့ကကျွန်ပြောခဲ့တဲ့အာရခတတ်တော်ဒီကိုရိုဟင်ဂျာတွေအိမ်ပြန်နိုင်ဖို့ရန်အတွက်ဆွေးနွေးလာတဲ့အခါမှာအာရခတတ်တော်နဲ့အတူပါဝင်တဲ့ပါဝင်ထိုက်တဲ့သူတွေကိုဆွေးနွေးမယ်လို့ UN ကလည်းပြောတဲ့စကားကို ဟိုဘက်ကမှအတော်လေးလောင်နေကြတယ်။အပားကြောင့်လောင်နေကြတယ်လေဆိုတော့ဒီ UND ကအုံနောက်မရှိဘူး။အာရခတ်တပ်တော်ဆိုတဲ့ဒီ AAD ဟာစစ်ခွေးတွေဘက်ကနေမှအကြမ်းဖက်တဘုံဆိုပြီးမှတတ်မှတ်ထားတယ်။ဒီအကြမ်းဖက်တဘုံဒီကိုဒီလိုမျိုးလူရသွေးနာဟာသူတို့ကိုယ်တိုင်အကြမ်းဖက်ကိုထောက်ခံတဲ့သူတွေဖြစ်တယ်ဆိုပြီးမှပြောတယ်။သူတို့ပြောတာကို UN ကလူတွေကအုံနောက်ထဲမှာထိမယ်လို့ထင်နေတာအခုဒီဘောမျော်တွေကသူတို့ကိုသူတို့နွားချေရခွက်ကခွေးတန်းလို့ဖြစ်နေတာတကဘာထင်နေကြတာ နော်ဆိုတော့အခု UN ကတော့အာရခတတော်ဒီဟာရခိုင်ပြည်နယ်ကိုအုပ်ချုပ်တဲ့သူတွေဖြစ်တယ်ဆိုတာကိုကဘာကမှအစ်မပြောတဲ့ခါမှာသူတို့ကမခံတာဘူးဟာတကယ်ဆိုလို့ရှင်တော့ဒီနတ်ဆာကဆိုတဲ့ခွေးအုပ်စုနဲ့ဆက်ဆံရမှာဖြစ်တယ်ဒါပေမဲ့အခုသူတို့ကရိုဟင်ဂျာအရေးကိုပို့လုပ်တဲ့ခါမှာဒီစစ်ခွေးတွေဘက်ကနေမှအကြမ်းဖက်တဘုံအနေနဲ့စစ်ခွေးတွေကရှုံချတယ်တဲ့ဆိုတော့အခုဒီစစ်ခွေးတွေကိုကဘာကအစ်မမပြုတ်လာဘူးဆိုတာကိုသူတို့ကိုသူတို့ တိပါတယ်ဒါကိုသူတို့ကကြောက်ကန်ကန်နေတယ်ဒေါဖနတ်တာနဲ့ပန်းပန်တာတောင်ကြောက်မကတော့ UN စကားဆိုတော့သူတို့လည်းကြောက်ပါတယ် နော်အခုဒီရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့လဲအခုကျမနဘေးနားမှာတင်ထားတယ်ဒီဘိုးလက်လက်ဆွေလဲဗာပြောထားတယ်လေဆိုတော့ရခိုင်ပြည်နယ်မှာကိုးနေနေခဲ့တယ်ဘေးရခိုင်လူမျိုးတယောက်ကမှမွတ်စလင်ကိုကြိုက်တာတယောက်မှမရှိဘူးတဲ့ဆိုတော့အခုဒါကအစ်ချက်ကလူမျိုးရဲ့နှစ်ချက်ကဘာသာရေးနဲ့တွေးခွဲတာဖြစ်တယ်မွတ်စလင်လူမျိုးတွေနဲ့ရခိုင်လူမျိုးတွေကိုတွေးခွဲတယ်ရခိုင်တွေကတော့အများဖြစ်တော့ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်ဆိုတော့ဗုဒ္ဓဘာသာနဲ့မွတ်စလင်ဘာသာတွေကိုလည်းတွေး 亏啥别的？ ဘလောက်အထိဘူလလဆွေကသွေးခွဲတယ်လဲဆိုတော့အာရခတ်တတော်ဒီကမူရစ်ဆဲဝါးဒီကိုရောင်းချတယ်ဘသူကိုရောင်းတယ်လဲဆိုတော့အထူးတစ်ဖြစ်မွတ်စလင်နိုင်ငံဒီကို ဖြန့်တယ်မွတ်စလင်နိုင်ငံကို ဖြန့်တဲ့အတွက်ကြောင့်မူအာရခတ်တတော်ရောင်းတဲ့ဒီမူရစ်ဆဲဝါးဒီကိုမွတ်စလင်တို့မျိုးတွေကစားတယ်ဒါကြောင့်မွတ်စလင်ဒီဘိဇာဖိရတာဟာအာရခတ်တတော်ဒီကြောင့်ဖြစ်တယ်ဆိုတော့အိုက်ကရတဲ့ဥစ္စာကိုတော့လက်နက်ခဲရနဲ့ဝယ်ပြမှပြည်သူတွေကိုတတ်တယ်ဆိုတာကြောင့်မူဒီအောက်ထဲမှာသူ့ဘာရဲထားလဲမြင်းလဲတားထားပေးတယ်ဒါဘာပြောလဲဆိုတော့အာရ ာခတ်တပ်တော်နဲ့ပတ်သက်ပြီးတော့မွတ်စလင်နိုင်ငံတွေစဉ်းစားနိုင်ဖို့ရတဲ့ဆိုပြီးမှသူအဲ့လောက်ထိမတ်ချက်ပြုတ်ထားတယ်ဆိုတော့မွတ်စလင်လူမျိုးတွေနဲ့အာခတ်တပ်တော်တွေကိုတိုက်ပေးတာဖြစ်တယ်ဒါမျိုးတိုက်တိုင်းယုံတာကတော့အုံနောက်မရှိတဲ့ခွေးတွေပဲရှိတယ်ဆိုတော့ကိုလည်းမှတ်ထားကြဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကဗမာလိုပဲရေးထားတာသူများတွေမှာဖတ်တတ်မှာကြောက်လို့အင်္ဂလိပ်လိုပါဘသူကိုရေးခိုင်းတယ်လည်းမသိဘူး translation ပဲလုပ်ထားသလားတော့မသိဘူးအဲ့လိုနဲ့အခုသူအင်္ဂလိပ်လိုပါတင်ထားတယ်နင်တို့အာခတ်တပ်တော်တွေကိုကြောက်တယ်ဆိုလို့ရှိရင် ကြောက်တယ်အရခတ်တော်ဒီလဲလက်နဲ့ကင်နင့်တို့လဲလက်နဲ့ကင်လက်နဲ့ကင်ချင်းချင်းချလေဘာရရေးတွေးခွဲဆရာမလို့တို့လူမျိုးရေးလဲတွေးခွဲဆရာမလို့ဘူးအရင်တော့ကလူမျိုးကရင်တွေကိုခရိယန်နဲ့ဗုဒ္ဓဘာသာလူမျိုးခွဲပြီးမှတိုက်ခိုက်တာမျိုးတွေဒီ27ဒေါ်လာရေးထဲမှာအကျိုးမဝင်တော့ဘူးအရင်တော့ကတာနင့်တို့ဒီလူမျိုးလူမျိုးရေးဘာသာရေးနဲ့ခွဲလို့ရမယ်ဒီနှစ်ဒီခါမှာမရတော့ဘူး နော်ဒါကြောင့်အခုအရခတ်တတော်ဒီကိုနင်တို့ဘလောက်ပဲနင်တို့တွေးခွဲတွေးခွဲနင်တို့ဘလောက်ပဲအဲဂျိုးမွေဂျိုးမွေကဘာကနေအခုလက်ခံတာကတော့အရခတ်တတော်ဒီဟာရခိုင်ပြည်နယ်ကိုအုပ်ချုပ်တဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တယ်ဆိုတာကိုသူတို့ကအတိမပြုတ်လိုက်ပြီဆိုတာကိုပဲနင်တို့မှတ်ထားပါနော်နောက်တစ်ခုအနေနဲ့ကတော့ဘာရာရဲ့ မြန်မာနိုင်ငံမှာဘာသာမျိုးစုံရှိတယ်ဗုဒ္ဓဘာသာရှိလို့ခရစ်ယာန်ဘာသာရှိတယ်မွတ်စလင်ဘာသာရှိတယ်ခဏတုန်းကပြောတယ်နော်တိဆဲဥပဒေကိုချိုးဖောက်တဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်ဒီဟာနိုင်ငံရေးသမားဖြစ်ပေမဲ့ရာစုသားအနေနဲ့ထောင်ချခဲ့ရတယ်လို့ပြောတဲ့အခါမှာဒီနဲ့ခွေးချဖို့ကနေတော့လိုင်စင်မဲ့ရင်တဲ့အလုံးကိုဖမ်းဖို့ဆိုပြီးမှဥပဒေချလိုက်တယ်။ဒီဆိုလို့ရှိရင်မပါတာဒီကိုကျတော့နင်တို့ဘာကြောက်မို့ဝတ်တော့ကားဒီစီးခိုင်းတယ်လေ။ဟုတ်ပြီ။ဗုဒ္ဓဘာသာဒီရဲ့ဖုံးကြီးဒီကားစီးလို့ရရင် ခရိယန်တွေမှာလည်းပါစတာတွေရှိတယ်ဒီတရားဟောဆရာတွေရှိတယ်သူတို့ကိုလည်းခွင့်ပေးပေးရမှာဖြစ်တယ်ထိုနည်းတူပဲဟိန္ဒူမှာရောမွတ်စလင်တွေမှာရောဘာသာတိုင်းမှာကောင်းဆောင်ရှိတယ်ဗုဒ္ဓဘာသာရဲ့ကောင်းဆောင်တွေလိုင်စင်မဲ့ကားနဲ့ဆိုင်ကစီးလို့ရလို့ရှိရင်တခြားဘာသာခရစ်ယာန်မွတ်စလင်ဟိန္ဒူတွေမှာရှိတဲ့ဘာသာရဲ့ကောင်းဆောင်တိုင်းမှာလည်းလိုင်စင်မဲ့ယင်ကိုစီးခွင့်လုံးဝပေးရမယ်ဒါမှတရားများတမှုဖြစ်ရမယ်ဤသူတွေအားလုံးစက်မပြေရှိကြပါစေ